အရှိအလေပိုင်းမှာတင်းမာမှုတွေမြင့်တက်လာရကနေအခုဆိုရင်အပြင်းအထန်စစ်ပွဲကြီးတစ်ခုဖြစ်ပွားနေပါပြီပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့အစ္စရေးဟာအီရန်ကိုဥတီပီ Operation Rising Lion လို့ခေါ်တဲ့စစ်စင်ရေးကြီးကိုလှုပ်ဆောင်နေပါတယ်ဒုံးကျည်တွေဘုံးတွေအဆက်မပြတ်ပစ်ကတ်နေကြပါပြီအစ္စရေးတနိုင်ငံလုံးကိုလည်းအရေးပေါ်အခြေအနေကြီးညာထားပြီးတော့ကျောင်းတွေအလုပ်တွေလည်းအကုန်လုံးပိတ်ထားရပါတယ်အခုချိန်ထိတည်ဆုံးသူအရေအတွက်248ယောက်ရှိနေပြီလို့သိရပါတယ်အီရန်ဘက်မှာအယောက်230 ်အစ္စရေးဘက်မှ၁၈ရောက်တည်ဆုံးခဲ့ပါတယ်ဒီအခြေအနေကမကြားခင်ပိုဆိုးလာနိုင်ပါတယ်အီရန်ကတော့ပါကစ္စတန်ဟာသူတို့နဲ့အတူအစ္စရေးကိုစန့်ကျင်တိုက်ပွဲဝင်မယ်လို့ပြောဆိုလာခဲ့ပါတယ်ဒီထက်ပိုပြီးခေါင်းကြီးရမယ့်သတင်းတစ်ခုကတော့ပါကစ္စတန်ဟာလိုအပ်ရင်အီရန်အတွက်အစ္စရေးကိုအနုမြုံဘုံနဲ့တိုက်ခိုက်မယ်လို့ကြေငြာခဲ့တာပါအီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့အထက်အဖွဲ့ဝင်တဦးဖြစ်တဲ့ဗိုလ်ချုပ်မိုဆန်ရီဇာအီဟာအစ္စရေးဟာ အီရန်ကိုနျူကလ িয়ার နဲ့တိုက်ခတ်ခဲ့ရင်ပါကစ္စတန်ကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုအစ္စရေးကိုတိုက်ခိုက်ဖို့ကမ်းလှမ်းလာတယ်လို့ပြောဆိုခဲ့ပါတယ်။ရီဆာအီဟာအီရန်ရဲ့အမျိုးသားလုံခြုံရေးကောင်စီဝင်လည်းဖြစ်ပါတယ်။အီရန်အစိုးရရုံးမြင့်တန်ချာနဲ့အင်တာဗျူးလုပ်နေတော့မှာရီဆာအီကအစ္စရေးကိုတုံ့လုဆရာကောင်းတဲ့သတိပေးချက်တစ်ခုပေးခဲ့ပါတယ်။အစ္စရေးကနျူကလ িয়ার ဒုံးကျည်တွေတုံးမယ်ဆိုရင်ငါတို့လည်းနျူကလ িয়ার လက်နက်တွေနဲ့ပြန်တိုက်ခိုက်မယ်လို့ပါကစ္စတန်ကငါတို့ကိုပြောထားပြီးသားဆိုတာပါပဲ။တစ်ဖက်ကလည်းခေါင်းကြီးပိုင်းနဲ့ခွေးပြေးဝက်ပြေးထွက်ပြေးနေရတယ်လို့ တစ်ဖက်ကလည်းအိန္ဒိယကငါဘာကောင်လဲသိပြီလားဆိုပြီးလောလောလတ်လတ်အပြဲခံထားရတာပါရာဆာအီကဆက်ပြီးပြောတာကတော့ Operation Rising Lion ကြောင့်အီရန်မှာတိုက်စုံးမှုတွေများခဲ့ပြီးတဲ့နောက်မှာအစ္စရေးကိုစန့်ကျင်ဖို့အစ္စလာမစ်နိုင်ငံတွေစူးစီးညင်ညွတ်ဖို့ကိုပါတောင်းဆိုခဲ့ပါတယ်အဲ့ဒီအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့စစ်ပတ်နဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကအရေးကြီးတဲ့အရာရှိများစွာတည်ဆုံခဲ့ရသလိုအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးအစီအစဉ်တွေအတွက်အတိတ်ကကြတဲ့နေရာတော်တော်များများလည်းပျက်စီးခဲ့ရပါတယ်။ဒါဟာ အီရန်နဲ့အစ္စရေးကြားပြည်ပခါမှာအရန်ကြီးမားတဲ့တင်းမမှုမြင့်တက်လာခြင်းပါပဲပြီးတော့တကယ်သာဆိုရင်ကမ္ဘာကြီးတစ်ခုလုံးနျူကလ িয়ার စစ်ပွဲတွေကိုနစ်မြုပ်သွားနိုင်ပါတယ်အီရန်ကအခုလိုပြောဆိုဖို့ခိုင်မာတဲ့အကြောင်းအရင်းရှိပါတယ် Operation Rising Lion ကအီရန်နိုင်ငံကိုအကြီးအကျယ်ဖျက်ဆီးနေတာအပြင်အီရန်ကအစ္စရေးစီကနေနောက်ထပ်ချင်းချောက်မှုတစ်ခုလည်းရရှိထားပါသေးတယ်ဒါကနျူကလ িয়ার ချင်းချောက်မှုတော့မဟုတ်ပါဘူးအစ္စရေးကအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အလီခါမေနီကိုမကြခင်ပြစ်မှတ်ထားလာနိုင်တယ်ဆိုတဲ့ချင်းချောက်မှုပါ ဒီအချိန်မှာမေးသိန်းတာကစစ်ပွဲစားတော့မှလားဆိုတာမဟုတ်တော့ပါဘူးစစ်ပွဲကဘလို့ပုံစံဆက်ဖြစ်လာမလဲဆိုတာပါပဲနိုင်ငံတနိုင်ငံကတခြားတနိုင်ငံရဲ့ခေါင်းဆောင်ကိုတတ်မဲ့လို့ချင်းချောက်တယ်ဆိုတာစစ်ပွဲစားဖို့တကယ်ကိုအတိပေါကြီးစဉ်းစားနေလို့ပါပဲအီရန်ကကြောက်လန့်နေပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်စစ်ပတ်အရာရှိတွေအများပြားတည်ဆုံပြီးနောက်ခါမင်းနီကိုပါဆုံးရှုံးရမယ်ဆိုရင်ဒါဟာအစ္စရေးရဲ့ခေါင်းဖြတ်ပြူဟာအောင်မြင်သွားတာနဲ့တူပါလိမ့်မယ်ခေါင်းဖြတ်လိုက်တာနဲ့ အီရန်နိုင်ငံကပြည်ပခဘောင်းဆောင်နဲ့ရှုပ်ထွေးမှုတွေနဲ့နစ်မြုပ်သွားမှာပါ။ဘာပဲဖြစ်ဖြစ်ပါကစ္စတန်က Operation Rising Lion ဖြစ်ပွားပြီးနောက်အီရန်ကိုအားပေးကူညီမှုတချို့ပြတ်သားခဲ့တာကတော့သိကြပါဗျ။ဂျွန်လ14ရက်နေ့မှာ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအာဆစ်ဟာသူ့နိုင်ငံရဲ့အမျိုးသားလွတ်တော်မှာအစ္စလာမစ်နိုင်ငံတွေအနေနဲ့အစ္စရေးကိုစန့်ကျင်ဖို့စီးလုံးညီညွတ်တဲ့လှုပ်ရှားမှုအသစ်တစ်ခုဖန်တီးသင့်တယ်လို့ပြောခဲ့ပါတယ်။အစ္စရေးဟာအီရန်၊ယီမန်၊ပါလက်စတိုင်းတို့ကိုပိတ်မထားတိုက်ခိုက်နေပါတယ်လို့အာဆစ်ကဒေါသတကြီးပြောဆိုခဲ့ပါတယ်။မွတ်စလင်နိုင်ငံတွေအခုမစည်းလုံးမှုဆိုရင်တနိုင်ငံချင်းစီဟာအတူတူပဲကြုံရလိမ့်မယ်လို့လည်းထပ်ဆောင်းပြောကြားခဲ့ပါသေးတယ်။အာဆစ်က အစ္စလာမစ်နိုင်ငံတိုင်းကိုအစ္စရေးနဲ့တန်တမန်ဆက်ဆက်ရေးဖျက်တော့ဖို့တိုက်တွန်းခဲ့တယ်လို့အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကလည်းအစ္စရေးရဲ့ရန်လိုမှုတွေကိုကင်တွဲဖြစ်ရှင်းဖို့ပူးတွဲမဟာဗျူဟာတစ်ခုချမှတ်တင်တယ်လို့ပြောခဲ့ပါတယ်။အစစ်ကအီရန်ကိုအထူးတလဲထောက်ခံကြောင်းလည်းပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့ဟာအီရန်နောက်မှာရပ်တည်ပါတယ်။သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်နိုင်ငံတကာမှသူတို့ကိုထောက်ခံပါမယ်လို့သူကပြောခဲ့ပါတယ်။ဒါဟာပါကစ္စတန်ကအစ္စရေးကိုနျူကလ িয়ার လက်နက်တွေအသုံးပြုဖို့တကယ်ကိုစမ်းသပ်ရှိနေတယ်လို့ဆိုလိုတာလား။ ဖြစ်နိုင်ပါတယ်။သူ့ရဲ့အမျိုးသားလွတ်တော်ကမှတ်ချက်ပေးပြီးမကြားခင်မှာပဲအစစ်ကတွစ်တာမှာပါကစ္စတန်ရဲ့နျူကလ িয়ার မူဝါဒနဲ့ပတ်သက်ပြီးရှင်းလင်းချက်တချို့ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရှင်းလင်းချက်ကပါကစ္စတန်ကအီရန်ကိုနျူကလ িয়ার တွေပေးဖို့တကယ်ရည်ရွယ်နေသလားဆိုတဲ့မေးခွန်းကိုတော့ဖြေဆိုခဲ့တာမရှိခဲ့ပါဘူး။ကမ္ဘာကြီးအနေနဲ့အစ္စရေးရဲ့နျူကလ িয়ার စွမ်းရည်ကိုသတိထားပြီးစိုးရိမ်သင့်ပါတယ်။သူတို့ဟာဘယ်နိုင်ငံကနျူကလ িয়ার စီကံချက်ကိုမှ မလိုက်နာသလို MPT နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ဒါမှမဟုတ်တခြားစီးနှောင်မှုဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်မထိုးထားပါဘူးဆိုပြီးအာဆီယံမှတ်ချက်တွေမှာစတင်ခဲ့ပါတယ်ဒီနေရာမှာပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအစ္စရေးမှာနျူကလ িয়ার လက်နက်တွေရှိတယ်လို့ယုံကြည်ပြီးအစ္စရေးကသူ့ရဲ့နျူကလ িয়ার မူဝါဒကိုအများပြည်သူသိအောင်မထုတ်ပြန်ထားတဲ့အတွက်အီရန်ဘက်ကအဲ့ဒါတွေအသုံးပြုနိုင်တယ်ဆိုတဲ့ယူဆချက်တွေလည်းရှိပါတယ်အာဆီကပါကစ္စတန်ရဲ့လက်နက်တိုက်ဟာသူ့နိုင်ငံသားတွေကိုကာကွယ်ဖို့အတွက်ရည်ရွယ်တယ်လို့ပြောတာကိုသတိထားကြည့်ပါ အီရန်ပြည်သူတွေကိုကာကွယ်ဖို့မဟုတ်ဘူးဆိုတဲ့သဘောပါပဲဒါပေမဲ့အာစစ်ကပါကစ္စတန်အမျိုးသားလွတ်တော်မှာပြောခဲ့တဲ့မှတ်ချက်တွေကိုထည့်သွင်းပြီးစဉ်းစားကြည့်ရအောင်ပါသူကအစ္စရေးဟာအစ္စလာမစ်ကမ္ဘာတစ်ခုလုံးအတွက်ချင်းချောက်မှုဖြစ်ပြီးမွတ်စလင်နိုင်ငံတွေဟာအဲ့ဒီချင်းချောက်မှုတွေကိုစန့်ကျင်ဖို့စီလုံးရမယ်လို့အချင်းချင်းပြောခဲ့ပါတယ်ဒါကိုဘလို့အတိတ်ပဲဖွင့်လို့ရလဲဆိုတော့ပါကစ္စတန်ကအစ္စရေးရဲ့အီရန်အပေါ်ချင်းချောက်မှုမှန်သမျှကိုသူ့နိုင်ငံသားတွေအပေါ်ချင်းချောက်မှုတစ်ခုအဖြစ်သတ်မှတ်နေပြီလို့ဆိုလိုတာမျိုးလားဘာပဲဖြစ်ဖြစ်အာစစ်က အစ္စလာမစ်နိုင်ငံတွေတခုချင်းစီဟာတူညီတဲ့ကံကြမ္မာကိုရင်ဆိုင်ရလိမ့်မယ်လို့တဲ့တဲ့ကိုပြောခဲ့တာပါ။ဒါကအီရန်ရဲ့အစ္စရေးနဲ့တိုက်ပွဲကိုပါကစ္စတန်ရဲ့တိုက်ပွဲအဖြစ်လဲသူမြင်တယ်လို့ဆိုလိုနိုင်ပါတယ်။နောက်ဆုံးအနေနဲ့အာစစ်ကသူ့ရဲ့ Twitter ပေါ်မှာအနောက်တိုင်းကမ္ဘာဟာအစ္စရေးကနေဖန်တီးနေတဲ့ပြည်ပခါတွေကိုစိုးရိမ်တင်ပါတယ်။ဒါဟာဒေတာတစ်ခုလုံးနဲ့ဒေတာအပြင်ဘက်ကိုပါလွှမ်းခြုံသွားနိုင်ပြီးရိုင်းဆိုင်တဲ့အစ္စရေးကိုသူတို့ကအားပေးနေတာဟာကြောက်မက်ဖွယ်ကောင်းတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်လို့ဆိုပါတယ်။ဒါရကအာစစ်စီကနေထွက်လာတဲ့ ပြင်းထန်တဲ့စကလုံးတွေပါပဲပြီးတော့ဒါတွေကအီရန်မှာပါကစ္စတန်ကနေနျူကလ িয়ার ထောက်ခံမှုရရှိတယ်ဆိုရယ်ရီဇာအီရဲ့ပြောဆိုချက်တွေကိုတဲ့တဲ့ကြီးအတီးပြုတ်ထားတာမျိုးမဟုတ်ပေမဲ့တဲ့တဲ့ကြီးညှင်းဆို့ထားတာမျိုးလည်းမဟုတ်ပါဘူးအဆစ်ဟာသူ့စကလုံးတွေကိုတေချာရွေးချယ်ခဲ့တာပါအစ္စလာမစ်နိုင်ငံတွေအစ္စရေးကိုစန့်ကျင်ဖို့စီလုံးရမယ်ဆိုရယ်သူ့ရဲ့တခြားပြောဆိုချက်တွေနဲ့ရှင်းကြည့်လိုက်တဲ့အခါအဆစ်ရဲ့စကားတွေဟာ ဣသရေလရဲ့အီရန်အပေါ်လုံးနေတာတွေကိုပါကစ္စတန်ပြည်သူတွေအပေါ်ချိန်ချောက်မှုအဖြစ်သတ်မှတ်လာပြီးဆိုရင်နျူကလ িয়ার နဲ့တုံ့ပြန်ဖို့အသင့်ရှိတယ်ဆိုတဲ့သတိပေးချက်တစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်။ဒါဆိုရင်ပါကစ္စတန်ကနျူကလ িয়ার လက်နက်ထုတ်သုံးနိုင်မလား။ဣသရေလမှာရောနျူကလ িয়ার ရှိလား။အခုမေးခွန်းကရိုးရှင်းပါတယ်။ပါကစ္စတန်ကသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုသုံးဖို့လိုအပ်လားမလား။ဒီအခြေအနေအားလုံးရဲ့အဓိပ္ပာယ်ကတော့ဣသရေလစီကနေအလားတူချိန်ချောက်မှုတစ်ခုကိုရင်ဆိုင်လာရမှသာ ပါကစ္စတန်ကသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုသုံးလိမ့်မယ်ဆိုတာပါပဲ။တနည်းပြောရရင်အစ္စရေးကအီရန်ကိုနျူကလ িয়ার လက်နက်နဲ့တိုက်ခတ်ရင်ပါကစ္စတန်ကအီရန်ကိုစားနျူကလ িয়ার နဲ့ပြန်တုံးပြန်လိမ့်မယ်ဆိုတာပါပဲ။အခုမေးခွန်းကအရင်ကတည်းကရှိခဲ့တဲ့အတိုင်းပါပဲ။အစ္စရေးကနျူကလ িয়ার လက်နက်ကိုပြစ်လွတ်နိုင်ပါသလား။ပြစ်လွတ်နိုင်ပါတယ်။ဖြစ်နိုင်ခြေလည်းများပါတယ်။အစ္စရေးဟာနျူကလ িয়ার အပိုင်းမှာရှုပ်ထွေးတဲ့နိုင်ငံတစ်နိုင်ငံမှာလက်နက်ထိန်းချုပ်ရေးအဖွဲ့ ACA ရဲ့အဆိုအရအစ္စရေးမှာနျူကလ িয়ার ထိပ်ပူး60လောက်ရှိပြီးစုစုပေါင်းနျူကလ িয়ার လက်နက်200လောက်အတွက် ဒုံးကျည်တူလောင်မှုတွေလည်းရှိတယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့ယုံကြည်ရတယ်ဆိုတဲ့စကားလုံးကိုသတိထားပါ။ဒါမသေးချာမရေရပဲဘယ်သူမှသေချာမသိပါဘူး။ဒါကပဲအစ္စရေးလိုချင်တဲ့အခြေအနေပါ။ ACA ကအစ္စရေးရဲ့တရားဝင်နျူကလ িয়ার မူဝါဒနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးဘယ်တော့မှအတည်ပြုခြင်းဒါမှမဟုတ်ညှဉ်းဆဲခြင်းမလုပ်ဘူးလို့မှတ်ချက်ပြုပါတယ်။နျူကလ িয়ার ချင်းချောင်းမှုဆိုင်ရာအစပြုမှုကအစ္စရေးမှာရှိတယ်လို့ယူဆရတဲ့နျူကလ িয়ার လက်နက်တိုက်နဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကို ထပ်မံပေးထားပါတယ်။ ACA ရဲ့ပြောဆိုချက်အတိုင်းအစ္စရေးမှာနျူကလ িয়ার လက်နက်60ရှိပြီး1960ပြည့်လွန်နှစ်တွေကတည်းကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ခဲ့တာဖြစ်နိုင်တယ်လို့ထပ်မံဖြည့်ဆွတ်ထားပါတယ်။အစ္စရေးဟာနျူကလ িয়ার လက်နက်မပြန်ပွားရေးစာချုပ်ဖြစ်တဲ့ NPT ကိုလည်းလက်မှတ်မထိုးထားပါဘူး။ဒါကလည်းမဆန်းပါဘူး။ NPT ရဲ့ရည်ရွယ်ချက်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေအတွက်လက်နက်ဖြုတ်သိမ်းဖို့စီးနှောင်မှုတစ်ခုအဖြစ်ဆောင်ရွက်ဖို့ပါ။အစ္စရေးကသူတို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်နေလို့ဝန်ခံမှာမဟုတ်တော့ လက်နက်ဖြုတ်သိမ်းဖို့တာဝန်ရှိသည်မဲ့စာချုပ်ကိုလည်းလက်မှတ်ထိုးမှာမဟုတ်ပါဘူး။ NTI ကအစ္စရေးရဲ့နျူကလ িয়ার လက်နက်တိုက်ကဘယ်လိုပုံစံဖြစ်မယ်လို့ခန့်မှန်းထားတာကိုလည်းပုံမူနဲ့နဲ့ဆိုတူပေါပြသထားပါတယ်။နိုင်ငံမှာပလူတိုနီယံပေါင်2448အထိတိုးလောင်ထားနိုင်ပြီးဒါကနျူကလ িয়ার ထိပ်ပူ189လုံးကနေ289လုံးထိထုတ်လုပ်ဖို့လုံလောက်တယ်လို့ဆိုပါတယ်။ပြစ်လွတ်နိုင်တဲ့စနစ်တွေလည်းအများကြီးရှိပါတယ်။ Israel ရဲ့ Jericho 3တာလက်ပစ်ပယ်ရင်တုံးကြီးတွေဟာမိုင်ပေါင်း4038မိုင်အထိသွားနိုင်တယ်လို့ NTI ကပြောပါတယ်ဒါကအီရန်ကိုထိမှန်ဖို့အတွက်လိုရာထက်တောင်ပိုးနေပါသေးတယ်အစ္စရေးကပါကစ္စတန်ကိုပြစ်မှတ်ထားနိုင်တဲ့အကွာအဝေးပါပဲ NTI ကအစ္စရေးဟာ Dolphin 1နဲ့ Dolphin 2အမျိုးအစားရင်ကုန်သင်္ဘောတွေကိုလည်းအသုံးပြုနေပြီးအဲ့ဒီရင်ကုန်သင်္ဘောတွေဟာနျူကလ িয়ার ထေပူတက်ဆင်ထားနိုင်တဲ့ခရစ်တုံးကြီးတွေကိုပြစ်လွတ်နိုင်တယ်လို့ယုံကြည်ကြကြောင်းထပ်မံဖြစ်ဆွတ်ထားပါတယ် ထားအပြင်အစ္စရေးဟာ1989ခုနှစ်လောက်ခရဲကတောင်အာဖရိကနဲ့ပူးပေါင်းပြီးသူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုနေရူထဲမှာစမ်းသပ်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့အဲ့ဒီစမ်းသပ်မှုတွေကိုအတိမပြုနိုင်သေးပါဘူး။ဒါကအစ္စရေးရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးထုံးစံပါပဲ။အစ္စရေးကတော့သူ့ရဲ့နျူကလ িয়ার လက်နက်စွမ်းရည်တွေကိုမတိကျအောင်စောင့်နေတဲ့နိုင်ငံတစ်ခုပါ။နျူကလ িয়ার တွေကိုစောင့်ကြည့်ပြီးသတင်းပို့တဲ့အဖွဲ့အစည်းတိုင်းနှိပါကအစ္စရေးမှာနျူကလ িয়ার ရှိတယ်လို့ယုံကြည်ကြပါတယ်။ ဒါပေမဲ့အစ္စရေးကဘရော့မှအတိမပြုတ်ပါဘူး။သူတို့ရဲ့နျူကလ িয়ার လက်နက်တိုက်ကိုလျော့ဝတ်ထားချင်တာကရုတ်တရက်တိုက်ခိုက်မှုတစ်ခုလှုပ်ဆောင်နိုင်ဖို့လမ်းဖွင့်ပေးထားလို့ပါ။ဒါကိုကာကွယ်ရေးနည်းလမ်းတစ်ခုလို့လည်းရှုမြင်နိုင်ပါတယ်။ဥပမာမနက်ဖြန်မှာပါကစ္စတန်ကအီရန်ကိုကာကွယ်ရင်းအစ္စရေးကိုနျူကလ িয়ার နဲ့တိုက်ခိုက်ခဲ့တယ်ဆိုပါစို့။အစ္စရေးကတော့ဆယ်စုနှစ်များစွာကြာနျူကလ িয়ার ပိုင်ဆိုင်မှုကိုညှဉ်းဆန့်ခဲ့တဲ့အတွက်သူတို့ကိုနျူကလ িয়ার နိုင်ငံတနိုင်ငံကတိုက်ခိုက်ပြီးအစ္စရေးကတော့ကိုယ့်ကိုယ်ကိုမကာကွယ်နိုင်ဘူးဆိုတဲ့ ခိုင်အမာပြောဆိုချက်တွေနဲ့ကမ္ဘာကြီးကိုအကူအညီတောင်းနိုင်ပါတယ်။ကမ္ဘာကတော့အစ္စရေးရဲ့မကာကွယ်နိုင်မှုဆိုတဲ့ပြောဆိုချက်တွေကိုတည်ယုံဖို့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့အစ္စရေးရဲ့မဟာမိတ်တွေအထူးသဖြင့်အမေရိကန်ပြည်ထောင်စုကတော့အစ္စရေးကိုကူညီဖို့အတွက်ရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး။ပါကစ္စတန်ကရောဘယ်လိုလဲ။ M Control Association ACA ကပါကစ္စတန်မှာနျူကလ িয়ার လက်နက်190ရှိတယ်လို့ဆိုပါတယ်။ဒါဟာအိန္ဒိယရဲ့နျူကလ িয়ার လက်နက်အရေအတွက်ထက်နှစ်ခုပဲညွန်နေပါတယ်။ Israel လိုပဲပါကစ္စတန်ကလည်း NPT ကိုလက်မှတ်မထိုးထားပါဘူး။သူတို့သာဆန္ဒရှိရင်ဘယ်အချိန်မှစိုးနျူကလ িয়ার အစီအစဉ်ကိုတိုးချဲ့ပြီးထိပ်ဖူးတွေပုံမထုတ်လုပ်နိုင်ပါတယ်။ပါကစ္စတန်ဟာ1998ခုနှစ်မှာ နျူကလ িয়ার လက်နက်ကိုတရားဝင်စမ်းသတ်တဲ့တတမမြောက်နိုင်ငံဖြစ်လာခဲ့ပြီးကမ္ဘာစတ္ထမအကြီးဆုံးနျူကလ িয়ার လက်နက်တိုးလောင်မှုရှိတယ်လို့ဆိုပါတယ်။2025ခုနှစ်ရောက်ရင်ကျွမ်းကျင်သူတွေကခံမှန်းထားတာကတော့ပါကစ္စတန်မှာ220ကနေ250ကြာရှိလာနိုင်မယ်လို့ဆိုပါတယ်။ပါကစ္စတန်မှာသူ့ရဲ့နျူကလ িয়ার တွေကိုအသုံးပြုဖို့ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ပါကစ္စတန်က အခုလက်ရှိမှာပြစ်လွတ်နိုင်တဲ့နျူကလ িয়ার နှမျိုးရှိတယ်လို့ဆိုပါရယ်လေကြောင်းကနေဆိုရင်ပါကစ္စတန်ကသူ့ရဲ့ F16s Marastri နဲ့ Mara 5လေယာဉ်တွေကိုအသုံးပြုပြီးနျူကလ িয়ার ခရုစ်ဒုံးကျည်တွေပြစ်လွတ်နိုင်ပါတယ်မြေပြင်ခြေဆိုင်ပယ်ထိန်ဒုံးကျည်တရနှလုံးရှိပြီး ICBM တွေဖြစ်တဲ့ Shahin 3လိုမျိုးဒုံးကျည်တွေကိုလည်းထုတ်လုပ်နေပါတယ် Shahin 3ဟာမိုင်1900လောက်အထိပြစ်ခတ်နိုင်မှာဖြစ်ပြီးဒါကပါကစ္စတန်ကနေအစ်စရေးကိုတိုက်ရိုက်ထိပို့တော့မလုံလောက်သေးပါဘူးဒါပေမဲ့ပါကစ္စတန်က သူဒုံးကြီးအချို့ကိုအီရန်စီပို့လိုက်မယ်ဆိုရင်တော့အကွာဝေးပြဿနာကတိတ်မကြီးတော့ပါဘူး။နောက်ဆုံးအနေနဲ့ပါကစ္စတန်ဟာမကြခင်ပင်လယ်ကနေနျူကလ িয়ার ထိပ်ပူးတွေပြစ်လွတ်နိုင်တော့မယ်အလားအလာရှိပြီးဘာဘာသတိဒုံးကြီးကိုစမ်းသပ်နေပါတယ်။အခုဆိုရင်အစ္စရေးယောပါကစ္စတန်မှာနျူကလ িয়ার လမ်းကြောင်းကိုလိုက်သွားမယ်ဆိုရင်တနိုင်ငံနဲ့တနိုင်ငံအီရန်ကိုပါအကြီးအကျယ်ထိခိုက်ပျက်စီးအောင်လုပ်နိုင်တယ်ဆိုတော့ကရှင်းနေပါပြီ။ကျွန်တော်တို့ရဲ့နောက်ဆုံးမေးခွန်းကရိုးရှင်းပါတယ်။ သူတို့တကယ်လောက်ကြတော့မလားအစ္စရေးအတွက်ကတော့အဖေးကရိုးရှင်းပါတယ်သူတို့ရဲ့နျူကလ িয়ার လက်နက်တရှိမှုကိုအတိမပြုခြင်းဟာလုံးဝမလိုအပ်ဘူးလို့မယုံကြည်မခြင်းထိပ်ပူးတွေကိုပြစ်လို့မှမဟုတ်ဘူးလို့ဆိုလိုတာပါသူတို့ကဒီလိုဝက်ချက်ကိုဖော်ထုတ်ခြင်းပုံမရပါဘူးအီရန်ကိုထောက်ခံနေအနေနဲ့ပါကစ္စတန်ကနျူကလ িয়ার လက်နက်တွေသုံးလာမလားဆိုတော့ကတော့ နှစ်နိုင်ငံကြားကဆက်ဆံရေးဘလောက်နှဆိုင်လဲဆိုတာပေါ်မှာပဲမူတည်ပါတယ်။အစစ်ကအစ္စလာမစ်နိုင်ငံအားလုံးအစ္စရေးကိုရင်ဆိုင်ဖို့စီလုံးတင့်တယ်လို့ပြောခဲ့ပေမဲ့တကယ်တမ်းမှာအီရန်နဲ့ပါကစ္စတန်တို့ရဲ့ဆက်ဆံရေးမှာပြိပခါတွေရှိပါတယ်။ဘာပဲဖြစ်ဖြစ်လွန်ခဲ့တဲ့18လလောက်ကအီရန်နဲ့ပါကစ္စတန်တို့တဦးကိုတဦးတိုက်ခိုက်နေကြတာပါ။2024ခုနှစ်ဇန်နဝါရီလက CNN ကဒီအပြန်အလှန်တိုက်ခိုက်မှုတွေအကြောင်းဖော်ပြခဲ့ပါတယ်။2024ခုနှစ်အစောပိုင်းက အီရန်ကပါကစ္စတန်ရဲ့ဘလူချစ်စတန်ပြည်နယ်ကိုတိုက်ခတ်ခဲ့လို့ကလေးနှစ်ဦးသေဆုံးခဲ့ပြီးတခြားသူတွေဒဏ်ရာရခဲ့ပါတယ်။ပါကစ္စတန်ကဒေါသထွက်ပြီးဒါဟာနိုင်ငံတကာဥပဒေနဲ့နှစ်နိုင်ငံဆက်ဆံရေးကိုပြင်းထန်စွာချိုးဖောက်တာလို့ပြောခဲ့ပါတယ်။အီရန်ရဲ့တိုက်ခတ်ပြီးနှစ်ရက်အကြာမှာပါကစ္စတန်ကအီရန်နဲ့မြေတွေကတန်တရားရှိတဲ့စစ်သွေးကြတွေကိုပြန်တိုက်ခတ်ခဲ့ပြီးလူဆယ်ဦးသေဆုံးခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့နှစ်နိုင်ငံခြားတင်းမာမှုတွေရော့ကျသွားပြီး တရမန်ဆက်ဆံရေးကိုပြန်လည်တိစောင်းနေခဲ့ပါတယ်။ဒါပေမဲ့အီရန်နဲ့ပါကစ္စတန်ကြားကပြည်ပခါတွေဟာလုံးဝမပြေလည်သေးဘူးဆိုတဲ့လက္ခဏာတွေရှိနေတော့မှာပဲ။နှစ်ဦးစလုံးကတစ်ဖက်နိုင်ငံဟာသူ့နယ်စပ်အတွင်းမှာစစ်သွေးကြွတွေကိုလက်ခံထားတယ်လို့ယုံကြည်နေကြပြီးဒီတင်းမာမှုတွေကအစ္စရေးကိုစန့်ကျင်တဲ့မဟာမိတ်ဖွဲ့စည်းမှုတွေကိုတောင်ပြက်ပြားသွားစေနိုင်ပါတယ်။အဲ့ဒီနျူကလ িয়ার ပူးပေါင်းဆောင်ရွက်မှုဆိုတာကတော့အစကတည်းကပြတ်သုံးသွားပြီဖြစ်ပါတယ်။ The New Indian Expert ရဲ့ဖော်ပြချက်အရပါကစ္စတန်ရဲ့နိုင်ငံခြားရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ အစ္စရာကပါကစ္စတန်ဟာအီရန်ကိုနျူကလ িয়ার လက်နက်တွေပေးတော့မယ်ဆိုတဲ့ပြောဆိုချက်တွေကိုသူ့နိုင်ငံပါလီမန်ရှေ့မှာပြစ်တင်ရှုံချခဲ့ပါတယ်။လူမှုမီဒီယာမှာအီရန်ဗိုလ်ချုပ်တဦးကဣစ်ရေးကအီရန်ကိုနျူကလ িয়ার နဲ့တိုက်ခိုက်ရင်ပါကစ္စတန်ကဣစ်ရေးကိုနျူကလ িয়ার လက်နက်နဲ့ပြန်တိုက်ခိုက်လိုက်မယ်လို့ပြောဆိုတာကိုကိုးကားထားတဲ့ဗီဒီယိုတစ်ခုရှိပါတယ်။ဒါကတာဝန်မဲ့ပြီးမှားယွင်းတဲ့သတင်းမှလို့ဒါရှ်ကပြောခဲ့ပါတယ်။ဒါကြောင့်အီရန်ဟာပါကစ္စတန်စီကနေနျူကလ িয়ার လက်နက်တွေရရှိတော့မှာမဟုတ်ဘူးလို့ထင်ရပါတယ်။ ဒါပေမဲ့ပါကစ္စတန်ကတော့ဒီပြည်ပခတဲ့ကိုရည်ရည်တည်ဖြစ်စေမည်ရည်တည်ဖြစ်စေပါဝင်ပတ်သက်လာခဲ့ပါပြီအခုတော့သူတို့ကဘာကြီးကိုရှင်းရှင်းလင်းလင်းပြောချင်တာကတော့အီရန်နဲ့အစ္စရေးဖြစ်ပွားနေတဲ့စစ်ပွဲကတခြားနိုင်ငံတွေကိုပါကူးဆက်လာရဲကိုကိုကိုကာကွယ်နိုင်တဲ့ဆိုတဲ့ဆွမ်းအားရှိတယ်ဆိုတာပါပဲပါကစ္စတန်ကအီရန်နဲ့တကယ်သာပူးပေါင်းပြီးနျူကလ িয়ার လက်နက်တွေပေးလိုက်မယ်ဆိုရင်တော့ဒါဟာအစ္စရေးအတွက်အဆိုးဆုံးအခြေအနေဖြစ်နိုင်ပါတယ်အီရန်နဲ့ကမ္ဘာကြီးကိုပါထိခိုက်နိုင်တဲ့တခြားအခြေအနေတွေလည်းရှိနိုင်ပါသေးတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ